အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှာပြထားတဲ့လက်ဝါပြင်ကတော့လှုပ်ရှားကြမ်းတမ်းတဲ့အလုပ်တွေနဲ့အကျိုးပေးသူရဲ့လက်ဝါပြင်ပဲဖြစ်ပါတယ်ပုံမှာပြထားတဲ့လက္ခဏာမှာလက်ဝါပြင်ကအသားမားတယ်လက်ချောင်းအရင်းတွေကစီးမနေပါဘူးလက်ရအသားရည်ကကြမ်းရှာရှာနိုင်ပါတယ်ဒါကြောင့်သူ့ရဲ့အလုပ်ကကြမ်းမအောင်မြင်မယ်သူ့ရဲ့လက်ညှိုးရင်းမှာလဲဆိုလမွန်လက်စွပ်အတူလေးကိုမြင်ရပါတယ်ဒါကြောင့်သူဟာပညာရတစ်ခုကိုသင်ယူလင်းမြန်စွာနဲ့တက်မြောက်မယ်ဆိုတာကိုပြပေးနေပါတယ်။သူတို့ပြည့်စမှုပညာတွေ ကာဝါရှော့ပညာဇန်ကဲပြင်စက်ဘိန်ပြင်လက်စစ်ပြင်တဲ့လုပ်ငန်းတွေတင်ယူသင့်ပါတယ်။တခြားလုပ်သင့်တဲ့အလုပ်တွေကတော့ပယံကြောက်တူသမားလက်သမားစိုက်ကားမောင်းဂျင်မောင်းကုန်တင်ကုန်ချအလုပ်တွေနဲ့အသက်မိုးရင်ကောင်းစွာအဆင်ပြေပါလိမ့်မယ်။မအောင်မြင်သေးတဲ့အချိန်မှာအောင်မြင်လန်းကတော့သိပ်ပြီးမထင်ရှားပါဘူး။မိမိကကြိုးစားမယ်မိမိကနာမည်ရလာတော့မယ်ဆိုရင်တော့အောင်မြေလန်းကပုံမူနှက်ရှိုင်းပြီးပုံမူထင်ရှားလာပါလိမ့်မယ် ုံမှာပြထားတဲ့လက္ခဏာအရာကတော့သူ့ရဲ့အသက်40ကျော်မှာအောင်မြင်တိုးတက်ပါလိမ့်မယ်။နောက်တစ်ခုကခက်ရင်ကွာသူမဟုတ်လန်ရင်မသားပဲဖြစ်ပါတယ်။ဒီခက်ရင်ကွာလို့ခေါ်တဲ့လန်ရင်အမသားဟာဘယ်နေရာမှာပဲရှိနေပါစီမကောင်းပါဘူး။ပုံမှာပြထားတဲ့လက်မှာတော့အသက်လန်းကိုဖြတ်ခန့်ထားရတဲ့အတွက်ကြောင့်ဒီလက်ပန်ရှင်ဟာခွဲစိတ်ခံကိုဝင်ရပါတယ်။ခွဲစိတ်ခံဝင်ရတဲ့အသက်ကာလကတော့ဒီလန်ရင် ဖြတ်တန်းတဲ့အသက်ကာလမှာဖြစ်ပါတယ်။ ဒါပေမဲ့ဒီလက္ခဏာပိုင်ရှင်ရဲ့အသက်လမ်းမှာအပေါ်ကိုထောင်တက်နေတဲ့အတက်လေးတွေကသဘာပင်လေးလိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်သူ့ရဲ့စီးပွားရေးနဲ့လုပ်ငန်းကိုတော့မထိခိုက်နိုင်ပါဘူး။သူ့ရဲ့အသက်လမ်းရှည်တဲ့အတွက်ကြောင့်လည်းသူကအသက်မတူနိုင်ပါဘူး။သူ့ရဲ့အသက်လမ်းကလည်းအားကောင်းလျက်ရှိနေပါတယ်။စီးပွားရေးနဲ့လုပ်ငန်းကိုမထိခိုက်ပေမဲ့လည်းသူကကင်ဆာအဆင့်တစ်သမားတစ်ယောက်ဖြစ်ပါတယ်။ဒီလမ်းရင်ကြောင့်လည်းသူကအဲ့ဒီအသက်ပိုင်းခြားမှာကွဲစိတ်ခံဝင်နေရပါတယ်။ ။နောက်အခါမှာသူ့ရဲ့တိုးတက်ပြောင်းလဲမှုကိုနိုင်ရှင်ဖို့အတွက်ကင်းစအစင့်တသမားတူရဲ့လက္ခဏာကိုမှတ်တမ်းတင်အပ်ပါတယ်။ဒါကြောင့်မိမိရဲ့လက်ဝါးပြင်အသက်လမ်းမှာခက်ရင်ကွာသို့မဟုတ်လှမ်းရင်အမတ်သာပုံမှန်ပြထားတဲ့အတိုင်းပါလာခဲ့မယ်ဆိုရင်တော့ကျန်းမာရေးကိုအတူကယူဆိုင်ဖို့လိုအပ်ပါတယ်။နောက်ထပ်မျှဝေပေးခြင်းတဲ့လက္ခဏာဘူးသူတက်ကတော့မုတ်ဖောင်းနေတဲ့လင်းငွေကျူးခုံအကြောင်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးဂျူခုံကျဲပြမိုးမောက်ရနေရာကတော့လက်ကျွယ်အောင်ဖြစ်ပါတယ်ဒီဂျူခုံကတော့ချမ်းသာကျွယ်ဝအောင်မြင်ဖို့အတွက်သူပါပါတယ် ပုံမှန်ပြထားသလိုမျိုးတနင်္ဂနွေကျူးခုံဟာကျေပြန်းစွာရှိပြီးအပြတ်ကင်းနေမယ်ဆိုရင်ဘလို့ကျိုးကျစုတွေရရှိနိုင်မှာပါလဲ။ရမယ့်ကျိုးတွေကတော့စက်တီမင်္ဂလာရှိခြင်းနဲ့အတူအဖက်ဖက်ကပြည့်စုံခြင်းအလုတ်ကလည်းလိုဝက်လှုပ်တက်ခြင်းနဲ့အတူမာနလည်းကြီးတက်ပါလေ။နောက်ပြီးကြွားတက်တဲ့သဘောလည်းရှိပါတယ်။သူကသူရှိတာကိုပေါ်ပြခြင်းနဲ့အတွက်ကြောင့်ကြွားသလိုဖြစ်သွားတတ်ပါတယ်။ အဲ့ဒီဂျိုကောမှာအောင်မြေးလန်းလို့ခေါ်တဲ့ဒေါင်လိုက်မြင်းမတ်တချောင်းရှိမယ်ဆိုရင်တော့သူကအရန်ထူးချွန်သူဖြစ်မယ်။တွီးကံပိုင်တော့ဖန်တီးမှုတွေနဲ့သူကတော်တဲ့သူဖြစ်ပါတယ်။လေးတော့ကွက်ရှိရင်တော့သိခါကြားရမဲ့ဘေးကနေကာကွယ်ပေးတတ်ပါတယ်။ဒါပေမဲ့ကြက်ချစ်ခတ်ရှိရင်တော့သူ့မှာရှိတာတွေစုံရှုံရတတ်ပါတယ်။ကျုံးနေရှိရင်လည်းထိုးအတူပါပဲ။ကံလန်ဖြတ်မြင်းနေတဲ့ဘေးဆောင်မြင်းတွေပါနေရင်လည်းနာမည်ပြရတတ်ပါတယ်။စိတ်ထားကောင်းရင်ကံကောင်းလာမယ်။ကံငါးပါးကိုလည်းထိမ့်ပါ။သစ္စာသမားကြီးရှိပါ။ ဒါဆိုရင်ကံကောင်းတာတွေဖြစ်လာပါလိမ့်မယ်။နောက်တစ်ခုကတော့စိတ်တကူတက်တဲ့နှလုံးလမ်းပေါ်ကတွီးကံပဲဖြစ်ပါတယ်။ဒီလိုတွီးကံပါတဲ့သူကစိတ်ရဲ့စွမ်းအင်ကိုပုံမတိုးတက်စေပါတယ်။တွီးကံရှိနေတဲ့အတွက်မမြင်ရတဲ့ပုံကူဒူးတွေမစားခံရမယ်။ကြိုတင်သိစေတဲ့အာယုံတွေစိတ်မနှောကဖြစ်လာစေပါတယ်။ဒီလိုဖြစ်တည်ဖို့အတွက်ကတော့ဘာဝနာပွားပြီးမှအင်မတန်ထူးတာတွေကိုကြုံရမယ်။နက္ခတ်ပြီးရင်လက္ခဏာပညာတွေမှသာမကအင်းအိုင်မောဝိဇ္ဇာပညာတွေကိုသင်ယူမယ်ဆိုရင်အစွမ်းထက်နိုင်တဲ့သူဖြစ်မယ်။ မေတ္တာဘာဝနာပွားပြီးပါအင်မတန်စိတ်တကူရလာပါလိမ့်မယ်ဖြစ်မှာကိုမသိစိတ်ကကြိုတင်နိုးစော်ပေးလေးရှိတဲ့စတ္ထမအာယုံတွေကိုလေ့ကျင့်ယူနိုင်လိမ့်မယ်နောက်တစ်ခုကတော့ကာမလန်းအကြောင်းပါကာမလန်းဟာပြော့ပြဲပြီးတော့ဖြူဖက်နေတဲ့လက်မှာပါလာရင်တော့ထိုသူဟာကာမဂုဏ်အာယုံများမယ်လို့ဆိုနိုင်ပါတယ်ပုံမှန်ပြထားသလိုမျိုးကာမလန်းဟာလက်အသာတင်းတဲ့သူတွေမှာပါရင်တော့ရုပ်ဝါဒီဆန်ပြီးတော့ဘဝငြိမ်သက်မှုကို မကြိုက်ပါဘူးသူတို့ဟာစွန့်စားလိုစိတ်ရှိပြီးခီးထွက်ခြင်းတတ်ပါတယ် ဒါကြောင့်သူတို့ကိုကာမတဏှာရှိတဲ့သူလို့မပြောနိုင်တော့ပါဘူး။နောက်ပြီးသူရဲ့လက်ဖနောက်ပိုင်းတင်းလာဂျူခုံကလည်းအာကောင်းတဲ့အတွက်သူ့အတွက်ခရီးထွက်ခြင်းကကောင်းပါတယ်။လမ်းမဘဲစီကထွက်လာတဲ့စံချီမြင်လမ်းတွေဟာလူတယောက်ရဲ့စိတ်အတွေးကိုအများကြီးတွေးလေးလေးပေါ်လေးလေးဖြစ်စေပါတယ်။ဒါအပြင် စိတ်မအေးစရာတောကတွေကိုလည်းဖြစ်ပေါ်စေပါတယ်။ဒီလိုဖြစ်ပေါ်လာစေတဲ့အဖြစ်အပျက်တွေကလည်းအဆက်မပြတ်တတ်ပါဘူး။ အဲ့ဒီစံချီမြင်လန်းတွေဟာအသက်လန်းကိုထီယုံလေးနဲ့ပဲသူ့ကိုဆွေမျိုးတွေကဖိအားပေးတက်ပြီးတော့ဆွေမျိုးကသူ့ကိုအပူတော့ကရစေပါတယ်။အသက်လန်းကိုထီပြီးဖြတ်သွားမယ်ဆိုရင်တော့သူ့ရဲ့ကျမ်းမရေးကိုထီခိုက်စေရုံသာမကခွဲစိတ်ကုသမှုအထီကိုဖြစ်တတ်ပါတယ်။ညာလန်းကိုဖြတ်ရင်လည်းဥကောင်းပိုင်းကယောဂါကရပြတ်ပါတယ်။မေတ္တာလန်းကိုထီသွားရင်လည်းသူ့ရဲ့အချစ်ရေးတွေကတော့ကတွေဖြစ်သွားတတ်ပါတယ်။အောင်မြေးလန်းကိုတည်ရင်တော့တိတ်ခါကြမယ်အရှက်ရမယ်။ ကံလန်းကိုဖြတ်ပြန်ရင်လည်းမိမိရဲ့အလုပ်ကိစ္စတွေဘဝနေထိုင်မှုတွေမှာအတားအဆီးပြရတတ်ပါတယ်။ဘယ်လိုပဲဖြတ်ဖြတ်မကောင်းတဲ့မြင်းတွေများလေလေမိမိဘဝမတိုးတက်လေဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့လက်မှာဒီလို အပြတ်မြင်းတွေအများကြီးပါလာခဲ့မယ်ဆိုရင်တရားထိုင်ခြင်းစိတ်ယောဂကျင့်စဉ်ဝင်ခြင်းအားကစားလုပ်ခြင်းတို့နဲ့မအားအောင်နေကြည့်ပါ။လက်ဝါးပြင်ကအမြင်တွေပါလာပါလိမ့်မယ်။ဒီလိုလက်ဝါးပြင်ကအမြင်တွေကယုတ်နေလေကောင်းလေပါ။ ဒီတော့တောကချမ်းသာသူလို့ပြောတဲ့တောကတထေးမဖြစ်လာအောင်တော့အနေအထိုင်ကုတုစိတ်အာဟာရမျှတအောင်တော့နေထိုင်ကြင်ကြံဖို့လိုအပ်ပါတယ်။ပုံမှာပြထားတဲ့စံချီမြင်လမ်းကြောင်းတွေခဏနဲ့ဖြတ်နေတဲ့သူကလေးတွေကိုပြည်ပနိုင်ငံရဲ့ချားတွေကို မစီလွတ်တင်ပါဘူး။ဒုက္ခရောက်စေတတ်ပါတယ်။နောက်တစ်ခုကတော့လက်တန်းအောက်ကအိမ်တော်ကြီးလမ်းကြောင်းပဲဖြစ်ပါတယ်။ပုံမှာပြထားတဲ့လက်ဝါးမြင်ကိုကြည့်ပါပုံမှာပြထားသလိုမျိုးလက်တန်အောင်ကန့်လန့်မြင်းနေမှာအကွာတွေပါနေမယ်ဆိုရင်ဒိုးသူဟာအိမ်တော်ဇက်များတတ်ပါတယ ဒါပေမဲ့ဒီအခွားတွေဟာကာယကံရှင်ကစိတ်ထိန်နိုင်မယ်ဆိုရင်တော့အခွားနည်းလာနိုင်ပါတယ်။ဒီလမ်းတွေကပြောင်းလဲတက်တဲ့လမ်းတွေလည်းဖြစ်ပါတယ်။ရေဝိယာဖြစ်အိမ်တော်ကြီးလမ်းမှာဒီလိုကန့်လန့်ပြတ်မြင်းတွေဟာများနေပြီးအခွားတွေလည်းအများကြီးပါနေမယ်ဆိုရင်မိမိရဲ့စိတ်ကိုတတိလေးနဲ့ထိန်ချုပ်ပြီးနေထိုင်သင့်ပါတယ်။ထူးခြားတဲ့အောင်မြေလမ်းကြောင်းရဲ့အကြောင်းကိုမျှဝေတင်ဆက်ပေးပါမယ်။နံပါတ်1ကတော့အောင်မြေလမ်းကြောင်းကလမ်းခွဲတစ်ခုဟာစနေဂျူခုံကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ် အောင်မြင်လမ်းကြောင်းကလမ်းခွဲတစ်ခုဟာစနေဂျူခုံကိုရောက်ရှိနေခဲ့မယ်ဆိုရင်လက္ခဏာရှင်ဟာညံမျောမြင်ရှိပါတယ်။စေဆက်သေးကြသူဖြစ်ပါတယ်။ဒီလိုလက္ခဏာရှင်ရဲ့ညံမျောမြင်ရှိမှုစေဆက်သေးကြမှုစိတ်ပါဝင်စားတက်မှုတွေကြောင့်နာမည်ကုန်တဲ့တင်ပေါ်ကြော်ကြားလာမယ်။အဲ့ဒီလမ်းခွဲပေါ်ထွက်တဲ့ကာလမှာပဲအဲ့ဒီကြော်ကြားမှုတွေကတဆင်ဇီဝဥစ္စာတူတက်လာမယ်၊ကြွယ်ဝချမ်းသာလာပါလိမ့်မယ်။နံပါတ်2ကတော့အောင်မြင်လမ်းကြောင်းကလမ်းခွဲဟာဘုရူဂျူခုံကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။ အောင်မြေလမ်းကြောင်းကလမ်းခွဲဟာဗုဒ္ဓဟူးကျူးခွန်ကိုရောက်ရှိနေခဲ့မယ်ဆိုရင်လက္ခဏာရှင်ဟာဇီဝရင်းညာကောင်းမယ်ပါနတ်မယ်ပေါင်းသင်းဆက်ဆံရေးမှာတပားသူနားလည်လွယ်အောင်သဘောပေါက်လွယ်အောင်ပြောဆိုတတ်မယ်သိပံစံမှုလက်မှုစရင်စရာစကားစစ်ထိုးခြင်းနဲ့ဇီဝရှာတဲ့နေရာမှာထူးချွန်တတ်ပါတယ်အဲ့ဒီအလုပ်တွေနဲ့ပဲကြီးပွားချမ်းသာလာပါလိမ့်မယ်နောက်ဆုံးအောင်မြေလမ်းကြောင်းရဲ့လမ်းခွဲကတော့အောင်မြေလမ်းကြောင်းရဲ့အခွဲဟာကြာသာပြီးကျူးခွန်ကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ် <laughs> အောင်မြေလမ်းကြောင်းအလံကွဲရကြာတာပြီးကျူခုံကိုရောက်ရှိနေခဲ့မယ်ဆိုရင်လက္ခဏာရှင်ဟာဥဆောင်နိုင်တဲ့အရေးချင်းကောင်းရှိပါတယ်ဒီလိုဥဆောင်နိုင်တဲ့အရေးချင်းကောင်းရှိခြင်းနဲ့ရည်ရွယ်ချက်ပြင်းပြမှုတွေကြောင့်နာမည်ကျော်ခေါင်းဆောင်တစ်ယောက်ဖြစ်လာမယ်အဲ့ဒီလမ်းခွဲစတင်ခွဲထွက်တဲ့အသက်ပိုင်းခြားကနေစပြီးယာရူတိုးခြင်းလုပ်ငန်းတာဝန်များပိုလာခြင်းတွေဖြစ်မယ်ဘယ်အဖွဲ့အစည်းဘယ်လုပ်ငန်းမှမဆိုတင်ပေါ်ထူးချွန်ပြီးအမြင့်ဆုံးယာတူအမြင့်ဆုံးနေရာကိုရမယ် ဒါကတော့အောင်မြေလမ်းကြောင်းရဲ့လမ်းခွင်နဲ့ပတ်သက်တဲ့ဘူဒ္ဓလေးတွေပဲဖြစ်ပါတယ်။နောက်လင်းသိရင်လည်းအောင်မြေလမ်းကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေတင်ဆက်ပေးပါဦးမယ်။ဒီကနေ့လက္ခဏာဘူဒ္ဓလေးကတော့ဒီလောက်ပါပဲ။အားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ။